အဲ့ဒီရံမငွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကဟိုပါပေါ့နော်ဒီအဲထားပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင်တခြားဟိုပါပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့သုံးပြုခဲ့တာလေပြီးလို့ရှိရင်မလိုအပ်တဲ့လေလွင့်နေဒါတွေကစစ်ဆေးပေါ်ပေါက်ပါလေရှင်စစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးဖို့ကတော့ဒါ anti dawn ဆန်းစုကြည်စီးဖို့ပေါ့နော်နိုင်ငံတော်ပိုင်ရဟယင်ဆိုပြီးဝယ်တာဖြစ်ပါတယ် နိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိတဲ့နဲ့ကိစ္စဟုတ်လို့ပါဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်သက်တယ်ပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအကျဉ်းပြလဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်ပြစ်ဒဏ်ချခံရလားဖြစ်ပါလိမ့်ရှင့်ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့မုံလို့ရတယ်ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့ကြိုက်လို့ဆွဆွဲလို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုအားပေးထောက်ခံနေသောပြည်သူတွေရဲ့ စန္ဒကိုတော့ခင်ဗျားတို့လေးစားသမှုရှိရလိမ့်မယ်။အင်းသူပုံကိုမုံလို့ရတယ်။ဒါမဲ့သူ့ကိုအားပေးထောက်ခံတဲ့ပြည်သူမေးကြည့်လိုက်တော့သူ့ကြီးကိုဘယ်လောက်ထောက်ခံကြလဲဆိုအားလုံးသိလိမ့်မယ်။ဒါဟာနိုင်ငံရေးရဲ့ရွေးတခုကိုသွားဖို့အတွက်အင်အားစုတစုပဲ။အဲ့ဒါကိုသိဖို့လိုတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့နော်ထုံးစံတိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်။ပထမဦးဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့နော်မနေ့ကအရန်ခိစားနေတဲ့တစင်ဦးရဲ့ ရှိတူကြည်လိုက်ရအောင်တန်းကြောင်းထောင်များလေးရကြလားတန်းကြောင်းထောင်လေးပြမနေပါဟဲ့ဟဲ့ဒီကြီးတန်းတစင်ဥပန်ဟာလားတစင်ကောင်လေးလို့ရှင်းတာဟာလားဟိုကတထဲဝင်มาပြကြိုက်မှာလို့ပြောတာဟာလားဟိုက surprise ကဘယ်နှခါပေးရအောင်နှခါဘယ်ဟိုဘာသာပြောမင်းပြောတော့ဘူးလားဘာတွေပြရပန်းစည်းရလက်စုပ်စည်းပန်းစည်းရဘလားပန်းစည်းရဘလားတော့ပန်းစံပန်းစည်းရဘလားဟမ် ပန်းစီက6သိန်းပဲလက်စုပ်ကရော7သိန်းအခုကလည်းအဲတနင်္ဂနွေနေ့အဲနေပြော်သွားမှာတနင်္ဂနွေတနင်္ဂနွေကမန်လေးကဆောင်းမှာနားကြုံမှာဟောအေးဟုတ်ပြီဟုတ်ပြီဒီဗီဒီယိုပိုင်းထုတ်လို့ရှိရင်မတ်စင်ဦးရေခင်ဗျာကောင်းလေးလေလားအခေါ်နော်တော်တော်စီရအောင်လေဘောမှာအမျိုးယုတ်ဒီတစင်ဦးကနော်အဲ့တော့ဘာမှမသိတဲ့လူတွေကိုနော်စစ်သေးကိုတွန်းလာတဲ့သူတွေ ဟာတဲ့စင်ဦးတို့ရုပ်မာတာပဲနော်။ Okay တဲ့တက်ခိုင်ကတော့နော်ဒီမှာအမေစုကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့တက်တက်ခိုင်ကတော့သူ့ဥပစာနဲ့ပြောပြီနော်။နားထောင်ကြည့်လိုက်ရအောင်။ကျွန်တော်ဝေးတဲ့တည်းမှာအဲ့ဒီနိုင်ငံရေးအကျဉ်းသားတို့ဒေါန်ဆန်းစုကြည်တို့ဦးမင်းတို့ဦးမင်းထေတို့အကြောင်းလေးလေးပါပါတယ်။ ူတို့လွတ်မြောက်ဖို့အတွက်တောင်းဆုသွားမှာလားအဲ့ဒါလေးသိချင်ပါတယ်အဲကျမသိရတဲ့လောက်ပေါ့နော်ဒါကဒါက public information လည်းဖြစ်ပါလေရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအချင်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါလေသို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရဖြစ်ဖို့တဲ့အချိန်မှာ အဲဒီလိုပေါ့နော်ဒီအချင်းပြက်လတ်စားမှုလိုမျိုးပုံမှန်နေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါရှင့်အဲဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဒီပဲပုံကတော့အဲဘာပုံမှန်နေနဲ့အဲထောင်နံဘလောက်ကြတယ်လို့ပါလို့လေနော်အဲ့ဒါအရေးကြီးပါတယ်ရှင့်အဲဆိုတော့ကျွန်မကျွန်မသိတာလေးတစ်ခုကျွန်မပြောပြမယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်မက အဲလူမှုအနားကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာအဲရောက်တဲ့အချိန်မှာကျမတို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါရဲ့ရှင်အဲ့ဒါနိုင်ငံတော်ကနေတစ်နှစ်ကိုချက်ချက်ဘီလီယံ20အချပေးတာဖြစ်ပါရဲ့ရှင်ကြောက်ကန်ကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာသဘာဝဘေးကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါတော့ပဲရှိခဲ့တယ်ထင်တယ်ရှင် ပြီးလို့ရှိရင်ကျမတို့မြန်မာလူမျိုးတွေကလည်းအဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့အဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့၅နှစ်ဆိုတော့ဘီလီယံ300ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကအနောက်ကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ ဝန်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ဘတ်ဂျက်ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးရန်တွေစီမံခန့်ခွဲမှုရန်ပုံငွေနဲ့ထည့်လိုက်တာပေါ့နော်။ဟိုထည့်လိုက်ပြီးတော့မှထက်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါလိမ့်ရှင်အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့ဟိုတကယ်တမ်းတော့လောက်ရမှာက တဘာဝပဲယော့ပါရေးဆိုတာအမလန်းနေဆိုလဲရာတိဥထုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်ခံနိုင်အောင်ရာတိဥထုတန်ခံနိုင်အောင်မုန်တိုင်းတန်ခံနိုင်အောင်ပေါ့နော်တဘာဝပဲတန်ခံနိုင်အောင်အဲ့ဒါတွေစောင့်ကြရမှာဖြစ်ပါအရှင်းအဲသို့တော်လဲရသို့တော်လဲအဲ့ဒီရံမုံဝေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကဟောပေါ့နော်ဒီအဲသာဝရဟတ်စကီဝယ်တယ်လို့ပေါ့နော် အဲပြီးလို့ရှိရင်တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့သုံးပြုခဲ့တာလေပြီးလို့ရှိရင်မလိုအပ်တဲ့လေလွင့်နေဒါတွေကစစ်ဆေးပေါ်ပေါက်ပါတယ်ရှင်စစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးပွားတော့ဒါ anti dawn ဆန်းစုကြည်စီးပွားပေါ့နော်နိုင်ငံတော်ပိုင်းရဟန်းရင်ဆိုပြီးဝယ်တာဖြစ်ပါတယ်အဲတိုးတော်လဲတကယ်ဝယ်တဲ့သူတွေရောင်းနဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွင့်နေများပြီးတော့မှ အစ်စစ်စီး အပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင်။အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့ဟိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်။ဆိုလို့ရှိရင်ဒါတော့ကျွန်မမေးလို့တာဖြေရတာပါရှင်။ဒါကျွန်မရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်။ဆိုလို့ရှိရင်လူမှုအနမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ကျွန်တော်တို့ဘူခါအနေစဖြစ်လိုက်တာပြီးတော့ယာကီနဲ့ဟုတ်ပါဖြစ်တယ်ပေါ်ရှင်ရေးပေးဖြစ်တယ်အတိုင်းနဲ့ပြင်းနေတော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ ဆိုတော့ဒီရမုံ900ရသုံးလို့ကိုမလောက်ပါဘူးအဲတော့လို့ကိုမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရမုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲ့အချိန်မှာ covid ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ energy အစိုးရလက်ထက်ကတော့ FDI နေလည်းလာတယ်အဲနောက် ODA ပေါ့နော်ဟိုဒီ official development assistance တွေပေါ့ရှင်ဒီဒီဖွံ့ဖြိုးမှုဟို ဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေအဲဒါတွေအများကြီးရတယ်ပြီးလို့ရှိရင် technical assistance တွေလည်းအများကြီးရတယ်ရတဲ့အချိန်မှာငွေရအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလိမ့်ရှင်အဖြစ်ပြီးတော့မှဒီသုံးဆွဲတာတွေမှာနည်းနည်းဟောပေါ့နော်စီစီစစ်စစ်နဲ့ဘာသာရေးစည်းမျဉ်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာတွေအဲဒါတွေကိုတာဝန်ခံရတာတွေရှိပါလိမ့်ရှင်အဲဒါကျွန်မဘယ်သူမှမပြောဘူးပါဘူးတိုးတော်လည်း အဲဒါနိုင်ငံတော်လဲနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလဲတည်တည်တဲ့ကိစ္စပေါ့လို့ပါဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်သက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအချင်းပြက်လှဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရတယ်လို့မှာတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါရှင့်အကျဉ်းစုပါရှင့်အဲ့လိုနော်မင်းအောင်ဆိုင်ရဲ့ဘောမှာရင်းနဲ့ဘောပြီလို့နော် တူပထွေးအတိုင်းပဲနော်တူပထွေးဆွဆွဲတဲ့အတိုင်းပဲအမေစုက ခိုးတယ်လို့သူပြောတာနော်အဲ့လိုလူယုံမာတွေကတိုင်းပြည်ကိုအုပ်ချုပ်အောင်မယ်ခင်ဗျာတက်တက်ခိုင်ကိုမဲပေးမလားဟဲ့ခါစင်းစားပြမပေးနော်ကျွန်တော်ကတော့အမေစုကိုယုံတယ်သူများပြောတယ်လို့ပဲနော် အမေစုကတကယ်ခိုးတယ်လားမခိုးဘူးလား ကိုမောင်မောင်ပြောတဲ့ဟာကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်အဲမြန်မာနိုင်ငံရဲ့နိုင်ငံညာငွေတွေပေါ့နိုင်ငံညာငွေတွေကိုဒေါအောင်ဆန်းစုကြည်ကနိုင်ငံညာမှာသွားအပ်ထားတယ်လို့ပါလို့ပေါ့နော်အဲဒါမျိုးတွေလူငယ်တွေချားတယ်မှာရောတည်သူတွေရောမတည်သူတွေချားတယ်မှာပြန့်နေနေတဲ့ကိစ္စလေးတခုပေါ့အဲ့ဒါကိုအမှန်တိုင်းသိစေချင်တယ် အာကျွန်တော်အမှန်တရားပဲပြောချင်တယ်ဗျ။အင်းလေးစားတယ်။အခုလည်းပြောရင်ဒေါံစန်းစုကြည်ကိုအားပေးထောက်ခံတဲ့သူတွေမှကျွန်တော်မပါသလိုမုန်းတဲ့သူတွေမှလည်းကျွန်တော်မပါပါဘူး။အဲ့တော့ဒေါံစန်းစုကြည်ကိုတာမန်ကျွန်တော်တို့နိုင်ငံရေးရဲ့ခေါင်းဆောင်တယောက်ပေါ့ဗျာနော်။နိုင်ငံရေးသမားတယောက်ဖြစ်မြင်ပါတယ်။တာမန်ပုဂ္ဂိုလ်တယောက်ပေါ့ကျွန်တော်တို့ကတော့အဲ့တော့ပါတော့လည်းပဲနိုင်ငံရေးအဖြစ်ကြည့်မယ်ဆိုရင်ဒေါံစန်းစုကြည်ကိုယုံကြည်ကိုးစားသူတွေအဲသူတို့တွေရဲ့စိတ်ဆန္ဒတွေကျွန်တော်လေးစားရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ အခုဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအစိမ်းထောက်ခံသူတွေအတက်မလို့အားပေးထောက်ခံသူတွေအမျိုးသားရေးသမားတွေပေါ့နော်အစသဖြင့်စသို့သို့စသို့သောဒီလိုမျိုးပေါ့ဒီလိုအစုအဖွဲ့တွေကြားထဲမှာအမုံပွားမှုလေးတွေရောမြင်မှားမှုလေးတွေရောရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ငွေကြေးပေါ့နိုင်ငံသားငွေကြေး1ဘီလီယံအမေရိကန်ရဲ့ Federal Reserve ပေါ့နယူးယောက်မှာရှိတယ်။အဲ့ဒီဘဏ်မှာအပိတ်ခံထားရတာရှိတယ် အနောက်ထပ်စင်ကာပူမှာစင်ကာပူမှာလည်းပိတ်ခံရတာရှိတယ်ဗောနော်အဲဒါရင်နဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကပါလဲဒေါစုကြည်တကယ်ပဲမြန်မာနိုင်ငံငွေကြေးတွေကိုနိုင်ငံချမ်းမှာသွားပြီးတော့ပုံပြီးပို့ထားတာလားအင်းအစင်ကူမှာသွားပြီးပို့ထားတာလားအစသဖြင့်သူ့ရဲ့အခန်းကဏ္ဍကပါလဲထို့သူ NLD အစိုးရလက်ထက်ဖြစ်တဲ့အတွက်ကြောင့်မို့ NLD ရဲ့အခန်းကဏ္ဍကပါလဲအဲ့တော့ဒီငွေကြေးဟာပါလဲနော်အဲ့တော့ဒါကိုကကနာအတိဖို့လိုတယ်ကျွန်တော်ဒီ ကျွန်တော်စီမှာမနေ့ကပေါ့နော်မနေ့တနေ့ရဖြစ်ပါလိမ့်မယ်ကျွန်တော်လိုက်လွှင့်တဲ့ခါမှာလူငယ်တွေချားထဲမှာလည်းကျွန်တော်ကိုမေးမြန်းလာကြတယ်အဲထို့သူအတစ်တော့ပေါ်မှာလည်းဗီဒီယိုလေးတက်နေပေါ့နော်လူငယ်ချားမှာနားလည်မှုမလွဲစေချင်ပါဘူးကျွန်တော်တို့ပြည်သူတွေအမှန်တရားကိုသိရမယ်နော်နိုင်ငံရေးအဖြစ်အမှန်တရားကိုသိရမယ်ကျွန်တော်ပြည်သူတွေပြည်သူတွေအားလုံးကနိုင်ငံရေးရဲ့တားကောင်တွေဖြစ်တယ်။အဲတော့တားကောင်ကိုဖြစ်ချင်ကိုကနိုင်ငံရေးကိုနားလည်ရမယ်။နားလည်ပြီးတော့နိုင်ငံရေးအဖြစ်ဆန်းဆန်းတမန်ဆောင်ရွက်နိုင်တဲ့ပုံစံတွေဖြစ်ရမယ်။အဲ့ဒီအဲ့ဒီတော့မှသာလျှင် နိုင်ငံရေးရဲ့တားကောင်မဖြစ်တော့ဘူးပေါ့ဗျာနော်ကျွန်တော်ပြည်သူတွေနိုင်ငံရေးအလို့နိုင်ငံရေးနလို့ခံလိုက်ရတာခံနေရတာဖြစ်တယ်ပေါ့နော်အခုလက်ရှိအခြေအနေအားအဲ့တော့အဲ့လိုမျိုးတွေပဲဖြစ်ရလေအောင်ကျွန်တော်ဒီနေ့အမှန်တရားလေးတစ်ခုပြောချင်တယ်ဗျာဟုတ်ပြီပထမဦးဆုံးတစ်ချက်အနေနဲ့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာအဲကျွန်တော်တို့နိုင်ငံရေးချားမှာပေါ့ဘီလီယံနဲ့ချီတဲ့ငွေတွေအပိတ်ခံထားရတယ်နော်အဲပို့ထားတယ်ပေါ့ဒါမှန်တယ်အဲထို့သူ2020ပေါ့2021အာနာထိမှုပေါ့ ာနာခင်ဗျားပြောတဲ့အာနာသိမ်းမှုပေါ့ဗျာနော်ကျွန်တော်ကအာနာသိမ်းမှုပြောပါတယ်အာနာသိမ်းမှုနောက်ပိုင်းမှာအဲ့ဒီငွေကြီးတွေအားလုံးက freeze လောက်ခံရတယ် freeze လောက်ခံရတဲ့ခါကျတော့အကျိုးမြတ်ဘာမှမရှိတော့မနဲ့အဲအမေရိကန်ရဲ့မိဂန်အစိုးရရဲ့ပိတ်ဆို့ခြင်းကိုခံထားရတယ်ပေါ့နော်အဲခံထားရတဲ့အတိုင်းဒါတွေရှိတယ်အဲ့တော့အဲဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအဖြစ်တော်တော်သိရှိနားလည်သူတွေအဲ online ပေါ်မှာပြောဆိုနေသူတွေကျွန်တော်တို့ကကျွမ်းကျင်ပညာရှင်လို့သတ်မှတ်ရလောက်အောင်နာမည်ကြီးတဲ့သူတွေကအစအ ပြောဆိုမှုတွေမှာနည်းနည်းလေးပေါ့ဒေါအောင်ဆန်းစုကြည်ပေါ်မှာအမြင်လွဲမှုတွေအထင်လွဲမှုတွေနဲ့ဒေါစုကြည်အနေနဲ့ပြဿနာရှာခဲ့တဲ့ပုံစံမျိုးတွေအဲဖြစ်နေတာလေးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဒီအကြောင်းပြောချင်ရည်ရချက်ကဒေါစုကြည်ဒီခြေတန်ခြေချင်းဒေါချင်းစုကြည်ကိုပေါ့နော်ကျွန်တော်ခြေချင်းမုံချင်းတဲ့ကျွန်တော်အမှန်တရားကိုသိစေချင်တာပါအဲနောက်ထပ်ပြည်သူတွေကြားထဲမှာလည်းနိုင်ငံရေးနဲ့ဥပဒေရေးတွေနားလည်စေချင်တာပါအဲနောက်ထပ်ပြည်သူတွေကြားထဲမှာအမုန်းတွေဆက်မပွားစေချင်တော့တာပါနော် လေးစားတယ်အဲ့တော့ဘီလီယံတစ်ထောင်ဆိုတာပါလေအဲမခေါ်မစော1ဘီလီယံဆိုတာပါလေအဲကျွန်တော်စာမေးမယ်နော်အကျွန်တော်မြန်မာနိုင်ငံရဲ့ဘဏ်ပေါ့နော်ဘဏ်လုပ်ငန်းဆိုတာရှိရပြဘဏ်ဆိုတာ C ဘယ်ခေါ်မလဲ Central Bank of Myanmar ပေါ့ CBM CBM လို့ခေါ်ပါလေအဲ့ဒီတော့ဦးသိန်းစိန်လက်ထက်မှာဦးသိန်းစိန်ကျွန်တော်2010ရွေးကောက်ပွဲရတယ်2017မှာအာနာစရလာတယ်နော်အာနာစရလာပြီးတော့ ကျောင်းနိုင်ငံကိုစီမံခန့်ခွဲတဲ့နေရာမှာဦးသိန်းစိန်အစိုးရကိုတကယ်ချီးကျူးရမှာပါဦးသိန်းစိန်လက်ထက်မှာလည်းဒီကိစ္စတွေအလုံးဦးသိန်းစိန်လက်ထက်မှာလောက်တာပါအဲ့ဒီဘီလီယံတထောင်ရဲ့ဈေးမြေကိုလိုက်ချင်တော့ဦးသိန်းစိန်ကိုကျွန်တော်ကလိုက်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒါဦးသိန်းစိန်လက်ထက်ပေါ့2013အဲမြန်မာနိုင်ငံရဲ့ဘဏ်ဥပဒေလို့ခေါ်တာပေါ့နော် CBM ဥပဒေလို့ခေါ်တယ်ဒီဥပဒေအကြောင်းအရအကျုံးဝင်သွားတာဖြစ်တယ်ဟာ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 နိုင်ငံရေးကိုနားမလဲပါဘူးကွန်မောင်းနဲ့နားလဲစေချင်ပါတယ် တော့အမှန်တရားကိုသိစေခြင်းနော်အဲ့တော့ဥသိမ့်စင်လက်ထက်မှာအာနာစာအရင်ကကျွန်တော်မြန်မာနိုင်ငံဘဏ်ကအစိုးရလက်အောက်မှာရှိပြီးတော့မြန်မာနိုင်ငံရဲ့ဘဏ်ကလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင်ဝင်းကြီးဌာနရဲ့လက်အောက်ပေါ့ဘဏ္ဍာရေးဝင်းကြီးဌာနရဲ့လက်အောက်မှာပဲရှိပါလားအဲ့တော့နိုင်ငံသားငွေတွေအဲ့ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံပွင့်လင်းလာပြဥသိမ့်စင်လက်ထက်မှာကျွန်တော်တို့နိုင်ငံတကာမှာသွားပြီးစီးပွားရေးတွေဖွင့်နေဥသိမ့်စင်တကယ်ကိုစူးစမ်းပါတကယ်ကိုတော်ပါတယ်အဲကျွန်တော်အနေနဲ့အမှန်တရားလာပြောရတာပါနော် တော့ပါတယ်အလုပ်လုပ်တဲ့နေရာမှာနိုင်ငံရေးအဖြစ်ဥသိမ်းစိန်အစိုးရပေါ့ကြက်ခိုင်ရေးအစိုးရလို့ပြောရမှာပေါ့ဥသိမ်းစိန်အစိုးရဒီနိုင်ငံရေးအဖြစ်ခြေလှမ်းအရောင်းတော့ပါတယ်အဲနောက်တစ်ခုနောက်ထပ်ပေါ့နော်ပြုလို့တဲ့ဥပဒေတွေဥပဒေတွေအားလုံးဒီအားလုံးအတွက်ရှေ့ရှုပြီးလုပ်ခဲ့တာတွေတွေ့ရတယ်ပြီးတော့ဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့နိုင်ငံကိုတိုးတက်အောင်ကြိုးစားတာရှိတွေ့ရတယ်နောက်တစ်ခုကပြည်တော်စုတာမြန်မာနိုင်ငံသားနိုင်ငံရေးတိုးတက်ဖို့အတွက်အဲဘယ်လိုခေါ်မလဲဆိုရင်ချင်းချင်းချားစီနိုင်ဖို့အတွက် ါ့နော်ဦးသိန်းစိန်အစိုးရလုပ်ခဲ့ဆောင်ရွက်တာတွေကိုကျွန်တော်တို့အရန်ကိုချီးကျူးအောင်ဖြစ်ပါတယ်အဲ့ဒီဘီလျံဖြောင်းကိစ္စကလည်းဦးသိန်းစိန်လက်ထက်ကစတာပါ음ဦးသိန်းစိန်လက်ထက်မှာတိုင်ငယ်မှာမြန်မာနိုင်ငံဘဏ်နိုင်ငံသားငွေတွေဟာအဲမြန်မာနိုင်ငံဘဟုဘဏ်မှာရှိပေမဲ့ဘလို့ခေါ်မလို့ဆိုလို့ရှိရင်အဲလွတ်လပ်မှုမရှိဘူးပေါ့အဲလွတ်လပ်မှုမရှိဘူးဒါပေမဲ့ဘန်စနစ်ဆိုတာ modernize လောက်ရတယ်။ modernize ဆိုတာကျွန်တော်မြန်မာနိုင်ငံဘဏ်ကအစိုးရအောက်မှာရှိတဲ့ဝန်ကြီးဌာနအောက်မှာရှိလို့ရှိရင် ဘန်ဒီမှာလွတ်လပ်ခွင့်မရှိတော့ဘန်ဒီမှာလွတ်လပ်ခွင့်မရှိတဲ့အတွက်ကြောင့်မို့လို့နိုင်ငံရေးဖိအားเนาะကျွန်တော်တို့အာနာဖိအားတွေနဲ့ကြုံရတဲ့အတွက်ကြောင့်မို့လို့ဘန်ဒီရဲ့လွတ်လပ်ခွင့်ကိုနိုင်ငံတကာတအားဆောင်ကြည့်ပါတယ်အဲ့တော့ဘန်ဒီလွတ်လပ်ခွင့်ရှိဖို့အရန်ကိုလိုအပ်တယ်နိုင်ငံတကာဘန်ဒီ need to ပေါ့ဘန်ဒီကိုကိုပိုင်ပေါ့အုပ်ချုပ်ခွင့်ပေးရတယ်ကိုပိုင်အုပ်ချုပ်ခွင့်ပေးရတိုက်တာရှိတယ်အဲ့တော့ဒီလိုမျိုးဘန်ဒီအုပ်ချုပ်ကိုပိုင်အုပ်ချုပ်ခွင့်ပေးတာထိုင်းမှာလည်းကိုပိုင်အုပ်ချုပ်ခွင့်ပေးတယ်ဖိလစ်ပိုင်အမေရိကအစသဖြင့်ပေါ့နိုင်ငံတွေတော်တော်များများဘန်ဒီကကိုပိုင်အုပ်ချုပ်ခွင့်ရှိတယ် အဲ့လိုမျိုးစနစ်ဖြစ်မှသာလေငွေကြေးစနစ်ကိုထိန်းချောင်းနိုင်မှာဖြစ်တယ်အဲ့တော့ငွေကြေးစနစ်အားဖြင့်လည်းယုံကြည်နိုင်မှာဖြစ်သလိုအဲ့လိုတွေ့ကြောင်းမို့လို့ဥသိစိန်အစိုးရကနိုင်ငံရဲ့ငွေကြေးစနစ်တွေဘဏ်စနစ်တွေခိုင်မာအောင်ဆိုပြီးတော့2013မှာဘဏ်ဥပဒေကိုထုတ်လိုက်တာအဲ့ဒီဘဏ်ဥပဒေရဆိုလို့ရှိရင်ဘဏ်ရဲ့ဥက္ကဋ္ဌကိုဘယ်သူကခန့်အပ်မလဲဆိုလို့ရှိရင်သမ္မတကခန့်အပ်မယ်လွှတ်တော်ကအတည်ပြုမယ်လွှတ်တော်ကလွှတ်တော်ကအတည်ပြုပြီးတော့ရှိရင် ဒီဘဏ်ဥက္ကဋ္ဌသည်ဘဏ်နဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုအလုံးသည်သူ့မှာတာဝန်ရှိတယ်။အဲ့တော့သူ့ကိုနိုင်ငံတော်ကနေပြီးတော့တေးသေးချာချာကိုလေးစားမယ့်အတိုင်းအတာမျိုးတွေရှိသွားပြီ။အဲ့တော့အဲ့ဒီဥပဒေအရငွေကြေးအဖြစ်နိုင်ငံရချားမှာကျွန်တော်ဟိုတုန်းကကြားဥမှာဥဥနေဝင်လက်ထက်ကကျွန်တော်တို့ဒီ sis ban မှာကျွန်တော်ရွှေတွေပါထားရွှေပေါင်းတွေပါထားတာအားလုံးသိကြပါလိမ့်မယ်။အငွေကြေးခိုင်မာအောင်လုပ်တာပါ။အဲ့တော့ဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာဥသိမ့်စိန်အစိုးရလက်ထက်မှာဒါမျိုးငွေကြေးခိုင်မာလာအောင်လို့ကိုမြန်မာနိုင်ငံနိုင်ငံခြားဝင်ငွေတွေကို နိုင်ငံညာဘဏ်မှာသွားပြီးစုရပါတယ်။ဂျာဂျာစုတဲ့အခါမှာအဲ့လိုစုလိုက်ခြင်းအပြည့်အကျိုးစီးပွားဘာတွေဖြစ်လာနိုင်လဲဆိုတော့နံပါတ်1ချက်အတိုးရတယ်။1 billion ဆိုတဲ့အခါကျတော့ကျွန်တော်ဘယ်လောက်ရမလဲ။ကျွန်တော်အတိုးနှုန်းကိုသုံးသပ်ကြည့်ရင်9ပြာခိုင်နှုန်းကျော်တယ်။9ပြာခိုင်နှုန်းကျော်တဲ့အတွက်တစ်နှစ်တစ်နှစ်ကိုမြန်မာနိုင်ငံက350ရတယ်။အဲ့ဒီကျွန်တော်တို့သွားသွားအပ်ထားတဲ့1 billion အတွက်ဒါမှမဟုတ်အဲ့ဒီ1 billion ဘဏ်မှာ MSR ပေါ့ကော့ကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီဘဏ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘဏ်ဒူးစားဘဏ်ဒူးချီးစားနေသူပို့ပြီးတော့သိပါတယ်နော်။တစ်နှစ်တစ်နှစ်ကိုဘယ်လောက်ရလဲ။အဲ့တော့ အမေရိကန်ဘဏ်မှာသွားအပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲဒီ1 billion အနေနဲ့ပြောကျွန်တော်နှစ်စဉ်အတူ150ကျော်အများနဲ့ရနေပါတယ်အဲ့တော့အဲ့လိုမျိုး app မဲ့အစားပေါ့နော်ပြည်တွင်းမှာစီးပွားရေးလုပ်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အကျိုးဖြစ်ထွန်းတယ်ဒါပေမဲ့လည်းအဲဒီလိုမျိုးအပ်လိုက်ခြင်းအပြည့်အတိုးရမယ်နောက်ထပ်ငွေကြေးစနစ်ခိုင်မာမှုရှိမယ်ပြီးတော့ဘဏ်တွေအပြည့်ယုံကြည်မှုရှိမယ်နောက်ထပ်နိုင်ငံညာခေါ်မယ်ဆိုလို့ရှိရင် ပြည်တွင်းအခက်ခဲတွေပေါ့နော်ငွေကြေးအခက်ခဲတွေကြုံလာတဲ့အခါမှာဒီစနစ်တွေကထောက်ပံ့ဖြစ်သွားစေမယ်အဲ့တော့အဲ့တော့ဆိုလိုချင်တာကအကျိုးစီးပွားအများကြီးရှိတယ်ပေါ့နော်သွားပြီအဲ့ကြောင့်မို့လို့ဒီဥပဒေအရအနိုင်တဲ့သူတို့ရှိလို့ရှိရင်အနိုင်တဲ့သူကဘာလို့လဲဆိုလို့ရှိရင်ဘန်းဥက္ကဋ္ဌကသာလေအနိုင်ပါဒါနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ဒီအတိုင်းမခံရာထူးဖြစ်တယ်သူဒီသူ့ရဲ့ဩဇာအာဏာမရှိပါဘူးအဲထို့သူဒါမဲ့တော့ ဟိုဒါ theory အဖြစ်စီမင်းစီကံအဖြစ်ကျွန်တော်ပြောတာနော်နောက်တစ်ခုကတော့ဒေါက်တာဆန်းစင်ကြီးနဲ့ပတ်သက်ပြီးတော့ဆိုတော့ကျွန်တော်ကဒေါက်ဆုကြည်ကိုယုံကြည်ကိုးစားမှုတွေဒေါက်ဆုကြည်ရဲ့ဩဇာအာဏာတွေကလည်းရှိသေးတာ ਉਹ နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်မှာဒါတွေကိုထည့်မှတ်တွင်နေထောင်ကျွန်တော်ဒါဥပဒေစီမင်းစီကံရပဲကျွန်တော်ပြောတာပါဥပဒေစီမင်းစီကံရဆိုလို့ရှိရင်ဒေါံဆန်းစုကြည်ကအမိန့်ပေးပိုင်ခွင့်မရှိဘူး။ထို့သူနိုင်ငံတော်သမရတော်မှာအမိန့်ပေးပိုင်ခွင့်မရှိဘူး။ဘာကြောင့်လဲ။2013ဘန်းဥပဒေအရဘန်းဥက္ကဋ္ဌသည် နိုင်ငံရထားမှာငွေစုခြင်းတော်လကောင်ငွေကြေးအပစ္စည်းမှန်ခန့်ခွဲမှုတော်လကောင်အဲသူတို့မှာသူ့မှာပဲတာဝန်ရှိပါလေအတာဝန်ရှိတဲ့အတွက်ကြောင့်မို့ဒီငွေကြေးကိုကျွန်တော်ကဘာမှာအခုဆိုရှင်အရေးကြီးတဲ့ဘဏ်ကြီးတွေပေါ့တကယ် institution ခိုင်မာတဲ့ဘဏ်တွေဆိုလို့ရှိရင်ကျွန်တော်တို့အာဘယ်လိုခေါ်မလဲ American ဘဏ်ရှိမယ်เนาะ American ဘဏ်ရှိမယ်နောက်တစ်ခုက Switzerland ဘဏ်ရှိမယ်ပြီးလို့ရှိရင် Singapore ဘဏ်ရှိမယ် အဲ့တော့ဒီနိုင်ငံဒီဒီ institute သုံးခုကအရင်ကိုခိုင်ပါလေခိုင်နေမှာအတွက်ကြောင့်မလို့အဲ့ဒီမှာသွားပြီးတော့ပို့ထားပါလေအဲ့ပို့တဲ့ခါမှာတော့ဒါဘန်းဥက္ကဋ္ဌရဲ့စီမံခန့်ခွဲမှုဆိုပြောပြတာပါဒေါန်ဆန်းစုကြည်ကခိုးသွားတာတို့ဒေါန်ဆန်းစုကြည်ကဒီလိုမျိုးငွေကြေးကိုအပ်ပြီးတော့နိုင်ငံရေးကိုကစားတာတို့ဆိုတာလဲဆိုလို့ရှိရင်အမှန်တရားကိုသိစေချင်တာပါနော်အချစ်ချင်းလုံးကြီးကိုပါတာလဲပါ2013ဘန်းဥပဒေရတာလင်အပ်လို့ရပါတယ်အပ်တဲ့သူကလည်းဘန်းဥက္ကဋ္ဌနဲ့ဘန်းဒီလုံးဝဘယ်လိုခေါ်မလဲဆိုရှင် institution ခိုင်မာပြီးတော့ တကယ်ပေါ့ကျွန်တော်တို့သူ့ရဲ့ဩဇာအမိန့်နဲ့လွတ်လပ်ခွင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တခုလိုမျိုးဘဏ်ကိုပေးရပါတယ်ပေးရတဲ့အတွက်ကြောင့်မို့လို့သူတို့နဲ့ဘာမှမဆိုင်ပါဘူးဆိုတာကိုပြောပြချင်တယ်အဲ့တော့ကျွန်တော်တို့ဘဏ်ကျွန်တော်တို့မြန်မာနိုင်ငံလုတ်တယ်လို့မျိုးနိုင်ငံတကာလည်းလုတ်ပါတယ်ဒါပေမဲ့အဲ့ဒါအကျိုးစီးပွားအနေနဲ့ကဆန္ဒကျွန်တော်ပြောသလိုပေါ့ငွေကြေးခိုင်မာမှုယုံကြည်မှုငွေကြေးပေးချေမှုအဲနောက်တစ်ခုကငွေကြေးလက်ခံမှုအဲနောက်ထပ်ကျွန်တော်တို့ဘာတွေဖြစ်ကောင်းသေးလဲဆိုလို့ရှိရင်တော့အတူနှုံအတူရရှိမှုပေါ့ဗျာနော်အဲအဲ့လိုမျိုးတွေတော့ ကျိုးစီးပွားရှိပေမဲ့စိုးခွက်အနေနဲ့ပါလဲဆိုလို့ရှိရင်အတူနုံအတူနုံယူမဲ့အစားပေါ့နော်ကိုကိုအဲ့ band ဒီ1 billion ကိုခုနိုင်ငံတွေမှာစီးပွားရေးလုပ်မယ်ဆိုတော့1 billion နဲ့များအဲ့တန်90ထက်များတဲ့အကျိုးစီးပွားကိုရစေမယ်နံပါတ်၁ချက်အဲနံပါတ်၂ချက်အနေနဲ့ကတော့ကဲ၍နိုင်ငံရေးလူမှုရေးကတောင်းကနေဖြစ်လို့နိုင်ငံတကာစီးပွားရေးအနေနဲ့ညှိပြီဆိုလို့ရှိရင်အဲ့ဒီငွေကြေးတဲ့ freeze လောက်ခံရနိုင် อืม freeze လောက်ခံရနိုင်တယ်ဒါကတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အိမ်မဆိုးတစ်ခုပေါ့ကျွန်တော်မြန်မာနိုင်ငံနိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတစ်ခုတော့ကမတည်ငြိမ်တဲ့နိုင်ငံတစ်ခုအုံလိုမျိုးအာနာထိမ့်မှုတွေကိုအာနာသိမ့်မှုတွေဖြစ်တဲ့အခါမှာတော့ဒီငွေကြေးကပိတ်ခံလိုက်ရတယ်အဲတော့အဲ့လိုမျိုးတွေပေါ့ဟိုဒါဆိုးွက်တွေကောင်းွက်ရှိသလိုဆိုးွက်ရှိပါတယ်အဲ့တော့စကားချုပ်ရပြောမယ်ဟဲ့ဆိုလို့ရှိရင်တော့2023ဘန်နာရေးကွန်မစာဘန်ဥပဒေအရဒေါန်ဆန်းစုကြည်ကအတ္တမဟုတ်ပါဘူးဒါစီမင်းစည်းကမ်းရနော် တောင်စန်းစုကြည်ကအတ္တမဟုတ်ပါဘူး။ဒါကြတော့ငါ။ဘန်းဥက္ကရာအတ္တပါ။ကျွန်တော်တို့ဘန်းဥက္ကရာကိုဘယ်သူခန့်အပ်လဲဆိုလို့ရှိရင်သမရကခန့်အပ်ပါတယ်။သမရကခန့်အပ်တာပဲဥသိမ့်စင်ကခန့်အပ်တဲ့သမရအဲဘန်းဥက္ကရာရှိသလိုကျွန်တော်တို့ဥထင်ကျော်ကခန့်အပ်တော့ဘန်းဥက္ကထာတွေရှိပါတယ်။အဲဒီတော့ကြောင့်မလို့မဆိုင်ခြင်းတွေကိုကျွန်တော်ပြောပြတာပါ။အဲ့တော့အခုဆိုရင်ရုရှားရင်ဆိုင်နေရတဲ့ပုံစံမျိုးရုရှားကလည်းသူ့မြေကြီးတွေကို ခါရဲကမ္ဘာပံနေမှာဒီအပ်ထားတာပဲအတိုးနှုံးနေပါရင်ငွေကြေးခိုင်ပါဖို့အခုလိုမျိုးယူကရိန်းနဲ့ကတောင်းကင်းဖြစ်တဲ့ခါကျသူ့ငွေကြေးတွေအပိတ်ခံရတယ်။ဒါတပါ။အဲလိုပုံစံနဲ့အခုကျွန်တော်တို့နိုင်ငံမှာလည်းဒီလိုပဲနိုင်ငံကြီးကတောင်းကင်းဖြစ်ပြီးတော့အဲဒီအာနာထိန်နဲ့အာနာသိမ်းမှုတရားမဝင်ပါဘူးလို့ဒီပေါ့အစိုးရကဒီအမေရိကန်အစိုးရတတ်မှတ်တဲ့အတွက်ကြောင့်မို့လို့ freeze လုပ်ခံရပြန်တယ်။အဲ့တော့တရုတ်နိုင်ငံဆိုလို့ရှိရဒီလိုပဲဒါဘယ်လိုခေါ်မလဲဆိုတော့ bans နဲ့ modern modern kimmy ဘန်လုပ်ငန်းတစ်ခုရဲ့ လုပ်ငန်းဆောင်တာတွေကိုဦးသိန်းစိန်အစိုးရကဖော်ဆောင်သွားပြီးတော့ဦးသိန်းစိန်အစိုးရရဲ့ဒါဥပဒေတွေပါဒီဥပဒေကလည်းကဘာအစ်စ်မီဦးသိန်းစိန်ကြီးကဖော်ဆောင်သွားတာဖြစ်ပါတယ်เนาะအဲ့တော့ဒီချင်းရမှာအခုလူငယ်တွေနိုင်ငံရေးသမားတွေအားလုံးအားလုံးအမြင်လွဲမှားနေသလိုမျိုးဒေါန်ဆန်းစုကြည်ကအဲဘယ်လိုခေါ်မလဲဆိုတော့တော့ခိုးပြီးအက်ခဲ့တာလားဒါနဲ့ပတ်သက်ပြီးတော့ ချို့ငင်းခုံမှုတွေနိုင်ငံရေးထင်ကြရကြီးဈာလဲမှာမှာပဲငင်းခုံမှုတွေရှိကြတယ်เนาะအဲ့တော့အတိအတိကြသိစေချင်တာပါကျွန်တော်တို့230ရက်အခြေခံဥပဒေပုံမှန်မှာလဲသမရခန့်အပ်နိုင်တဲ့ဒိုင်းတာတွေရှိတယ်เนาะဒါအခြေခံဥပဒေပုံမှန်မှာလဲရှိတယ်အဲ့တော့အလုံးဒီပေါ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့လွှဲမနေတဲ့မြင်လေးတွေပေါ့ကျွန်တော်အနေနဲ့ရှင်းပြခြင်းဖြစ်တယ်เนาะအဲ့ဒါကစီမင်းစီကန် theory အလုံးအရာပေါ့เนาะအဲ့နောက်တစ်ခုလက်တွေ့ကြတဲ့နိုင်ငံရေးမှာကြတော့လဲအ ဲ့တော့ဟိုဘယ်လိုခေါ်မလဲဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရေးမှာအခရာလို့ပြောလို့ရတယ်တမရတော်မှာပဲသူ့ကိုဒါလူတွေကယူဆတာပေါ့ဒါဒေါအောင်ဆန်းစုကြည်ကခိုးပြီးဖွက်ပြီးသွားအပ်တဲ့ပုံစံမျိုးတွေထီကိုစွဆွဲလာကြတာလည်းရှိတယ်ပေါ့ကွာနော်အဲ့ဒါလေးအဓိကရှင်းပြချင်တာပါဟွန်းသူဘယ်သူဘယ်သူနာမည်နဲ့အပ်တာလဲတဲ့နိုင်ငံပိုင်အကောင့်လားတဲ့ personal account လားမသိကောင်းပါလားရန်နိုင်ဆိုနော်သူမေးတဲ့မေးခွန်းနိုင်ငံပိုင်အကောင့်ပါ ိုင်ငံပိုင်အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေါ်ဆန်းစုကြည်နာမည်နဲ့အဲ့လိုမရပါဘူး။ဒီမှာနိုင်ငံရဲ့ February performance ဆိုလို့ရှိရင်အာ CBM ဘောနော် Central Bank of Myanmar ဆိုတဲ့အကောင့်နဲ့အဲ့ရတာပါ။အဲ့တဲ့အတွက်ကြောင့်မို့လို့ဒေါ်ဆန်းစုကြည်နာမည်မဟုတ်ဘူး။ခြားနိုင်ငံတွေလည်းဒါမျိုးပဲအဲ့ဒီအဲ့လိရှိပါတယ်နော်အန်နေဂျာရှိပါတယ်ငွေကြေးခိုင်မာအောင်လို့လို့ပြောရမှာပါနော်အဘေက ်ဟုတ်ပြီဘာမှမသိဘူးတဲ့ခိုးတယ်လုံနေကြတယ်ကိုစီအဲ့တော့အဲ့လိုလေးကိုတိကျအဓိကအဓိကပေါ့နော်လူငယ်တွေကြားထဲမှာမအားကြောင့်လဲဆိုခင်ဗျားတို့ကျွန်တော်နိုင်ငံရေးအခြေအနေတွေကိုအမှန်ကိုအမှန်တိုင်းနားလည်ထားမှပါပဲပါပဲအဲဘယ်လိုခေါ်မလဲဆိုရှင်အမှန်တရားကိုဝိုင်းရှာဖွေနိုင်မယ်အမှန်တရားကိုရှာဖွေနိုင်မှသာလင်ကျုံးနိုင်ငံရေးအဖြစ်အရှိတ်ဆက်နိုင်မယ်အခုတော့အတယောက်ကလှုပ်လို့ရှိရင်တယောက်ကသဘုတ်လေးလင်းပြောတယ် သဘောလေးလင်းပြောပြရလို့ရှိရင်ဟာဟုတ်ဒီအောင်ရောင်နေဖြစ်လာတယ်ဟုတ်ဒီအောင်နေဖြစ်လာပြီးတော့တရားကိုတရားအမုန်းနေပွားလာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ပေါ်မှာအတတော်များများပေါ့နော်အမုန်းပွားလာတာတွေရှိရပါဘူးနိုင်ငံပိုင်းအကောင့်တွေပါနိုင်ငံပိုင်းအကောင့်တွေမှာအဲ့လိုရပါတယ်အဲ့တော့ဒီငွေချေးကိုဒီ1ဘီလီယံပေါ့1ဘီလီယံသောငွေချေးတွေကို NUG ကထုတ်ဖို့ကြိုးစားတယ်အခုကြိုးစားနေနော် NUG ဘာကြောင့်ကြိုးစားလဲဒီငွေချေးတွေကိုသူတို့ကဘယ်လိုခေါ်မလဲဆိုတော့ တရားဝင်အစိုးရဖြစ်တဲ့ကြောင့်ထုတ်ဖို့စူးစမ်းနေပေမဲ့လုံးဝမရပါဘူးထို့သူအဲကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရပေါ့အဲဥမင်းအွန်လိုင်းကလည်းဒီငွေကြေးတွေကိုပြန်ထုတ်ဖို့စူးစမ်းတယ်သူလည်းထုတ်ဖို့ထုတ်လို့မရဘူးအဲထို့သူဒီပေါ့အန်ယူဂျီလည်းထုတ်လို့မရသေးပါဘူးဘယ်သူထုတ်လို့ရမလဲဆိုတာမသိချောင်းအဲ့တော့နိုင်ငံရန်ကြားမှာသွားပြီးတော့သွားရောက်ပြီးတော့အနှံတဲ့ငွေဟာအဲကျွန်တော်ဘယ်လောက်လောက်ရှိမလဲဆိုရှင်ဘန်နေကုန်လုံးပေါ့မလို့ဆိုကျွန်တော်30ကြည့်တာပေါ့နော် အလုံးပေါင်း6ဘီလီယံ9ဘီလီယံနေပါရှိပါတယ်အမေရိကန်ဒေါ်လာတွေကြီးပဲနော်အမေရိကန်ဒေါ်လာအဲဆိုရင်အမြင်လွဲနေရလေးတွေပေါ့နော်ဒေါ်စုကဘာသူဘာမှတော့မှဥပဒေကြောင်းရပေါ့လေနော်ဥပဒေကြောင်းဘာသူဘာမှအောင်သူနဲ့ပတ်သက်ပတ်သက်လို့တော့မရအောင်ဥပဒေကလည်းသူထုတ်တဲ့ဥပဒေမဟုတ်ဘူးဥသိမ်းစိန်ထုတ်တဲ့ဥပဒေနော်အဲ့တော့ဥပဒေထုတ်တဲ့ဥပဒေလည်းမဟုတ်ဘူးကြံ့ခိုင်ရေးအစိုးရပေါ့နော်ကြံ့ခိုင်ရေးအစိုးရရဲ့နိုင်ငံရေးအဲဘယ်လိုကောင်မတိဆောက်မှုအပိုင်းမှာပါသွားပါအသက်80ကျော်ဖွားကြီးကိုပြန်လှုပ်ပေးဖို့ရောရှိသလားတဲ့ အေးပေါ့အာသူ့ကိုပြန်လွတ်ပေးဖို့ပြန်မလွတ်ပေးဖို့ဆိုတာဒီပေါ့အခုလက်ရှိယာယီသမရကြီးဥမင်းအွန်လိုင်းဥမင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေဖန်ပါမယ်နော်သူ့ရဲ့စိတ်စေတနာသူ့ရဲ့နိုင်ငံရေးစိတ်စေတနာပေါ့နိုင်ငံရေးစိတ်စေတနာပေါ့အများကြီးမူတည်ပါတယ်သူနိုင်ငံရေးအဖြစ်ဘလောက်ထိစေတနာထားလဲဆိုတဲ့ပုံမှာမူတည်တယ်။ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့မုံလို့ရတယ်ဒေါအောင်ဆန်းစုကြည်ခင်ဗျားတို့ကြိုက်လို့ဆက်ဆွဲလို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုအားပေးထောက်ခံနေသောပြည်သူတွေရဲ့ စန္ဒကိုတော့ခင်ဗျားတို့လေးစားသမှုရှိရလိမ့်မယ်။အင်းသူပုံကိုကြီးမုန်းလို့ရတယ်။ဒါမဲ့သူ့ကိုအားပေးထောက်ခံတဲ့ပြည်သူမေးကြည့်လိုက်ဒေါ်စုကြည်ကိုဘယ်လောက်ထိထောက်ခံကြလဲဆိုအားလုံးသိလိမ့်မယ်။ဒါဟာနိုင်ငံရေးရဲ့ရွေးတခုကိုသွားဖို့အတွက်အင်အားစုတစုပဲ။အဲ့ဒါကိုသိဖို့လိုတယ်။ဟဲ့လို့နော်အမှန်တရားကိုပြောပေးတဲ့အတွက်ကိုမောင်မောင်ကိုဂျေစုအများကြီးတင်ပါတယ်။ဗီဒီယိုဖိုင်ကအရင်စီရင်နော်အပြည့်အစုံကိုကြည့်ချင်တော့ကိုမောင်မောင်ရဲ့ YouTube Channel မှာတွားကြည့်ကြပါလို့နော်။ โอเคโอเคဒီနေ့ကတော့ဒီလောက်ပါလေနောက်ဗီဒီယိုဖိုင်မှာပြန်တွေ့ကြမယ်နော်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်ယေရှုအများကြီးတင်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျမ်းမာဆွေးလမ်းကြပါစေ